မေရမီအပိုင်းတဲ့ညကအဖြူတီမန်နေဂျာအိမ်မက်ကိုမှတ်သည်အိမ်မက်ထဲမှာဖွေသေးဆုံးမိသားဖြစ်၍ငရဲခံနေသည်ကိုတွေ့ကြရ၏ဖွေဒီနကိုနေထန်၅ဆမြချီမနေကဇီရလူတစောင်းလိုအဆောက်အုံ၏ထုတ်တမ်းများချာမှသူ့ကောင်းဝင်ရောက်နေသည်ဖွေဒီသူနှင့်ပေကိုမနာရန်ထုတ်နေရသည်အဖြူတီတခဏမြလန့်၍နိုးလာလိမ့်သည်အပြင်မှာခိုင်းလိုပင်ညသည်တိတ်ဆိတ်အေးမြနေ၏ အိတ်ခမ်းပရင်းနဲ့ကန့်နေသောစကားပြုပင်မှာအရွယ်ပေါင်းသည့်အကိုင်းတကိုင်းသည်ပရင်းမှန်ချက်ကိုတဆက်ဆက်လာရချက်သည်လလန်းမီသောထိုအကိုင်းမှာစကားပြုအပွင့်ချင်းများပွင့်နေတာကတော့အိမ်မလာမသိကိုယ်လိုဆောင်းမှာကိုစကားပြုပွင့်လို့လားနက်ကြထားကြည့်အောင်မိစိတ်ကိုရင်စကားပြုပွင့်များသည့်မိသည်မိမိများဖြစ်သွားသည်ကြည့်နေမိသည်များငိမ့်သွားကအဖြူသည်တောင်းလန်းခြင်းတစ်ခု၌ခက်တုတ်တုတ်ရှောက်လျက်ရှိသည်နားထဲမှာတော့ဗတင်းမှန်မှတက်ကိုင်းစစ်တန်တဆွတ်ဆွတ်ကြားစေပဲစကားပြုပန်းနံလည်းအသိပြတ်မှုန်း၏လိုနေသည် ဒေပင်တိုက်၍တိတ်ဆိတ်အေးမြမယ်ညအခါဖြစ်လေ၏တော်တော်ပင်မောင်လေတော့တယောက်တည်းဖြစ်သည်ကိုတတိယပြီးကြောက်ရွံ့လာစေကိုဟုကိုတွေ့လိုက်သည်ကိုဟုသည်လမ်းခွေမှာမင်းအိမ်ကိုမြောက်ပြလွန်နေသည်မင်းအိမ်သည် ရှေးဆန်၍တန်ပန်းနွယ်ခတ်များဖြင့်ဆယ်လေ၍လှပသည်ပြလဲသောအလင်းရောင်ကိုပေးသည်မျက်စိအေးမြစေသောအလင်းရောင်မင်းပြီးတော့ကောင်းငင်ပေါ်တက်သွားကလာဝန်းလိုတာနေသည်အိမ်မထဲမှာကိုဦးရဲ့တိမ်တဲ့ကြားကတာနေတော့မင်းအိမ်ကလေးကိုလာတာရဲ့လို့ပဲအဖြူကပြောနေသည် အိမ်မက်ဒီခိုင်းလို့ပဲဒီနေရာမှာဆုံးသွားတော့လဲပြေးပြောင်းမသွားပဲဒီအတိုင်းနေဒီမှာမိုးလင်းရဲ့နိုးလာတဲ့အထိပဲနိုးလာတဲ့အခါအပြင်တိုင်းနုနယ်တော်နေအောင်ကြီးမြင်းများကိုပထမတွေ့လိုက်၏ခွေသိမ့်ပြီပေါ့ဒီတော့ကိုဦးကိုတယ်လီဖုန်းဆက်ရတော့မြင်ဖြစ်၏ကိုဦးရဲ့နံပါတ်9155ကိုအလွယ်တကူတတိယလာသည်ပြီးတော့ဘလောက်မှတ်လို့လွယ်ရတဲ့နံပါတ်စဉ်လေးလက်အဖြူဒီနည်းနည်းစစမျက်နှာတက်လေးမျက်နှာတက်လေးညာအီကိုကြည့်နေခဏနာရီပဲခွဲတော့မြင် ရှင်းနိုင်မလို့ခင်ကိုဦးကိုတယ်လီဖုန်းဆက်မှာဖြစ်မိတော့မဟုတ်သူလူနာများကိုလက်ကြည့်ရတဲ့နဲ့၁၇နှစ်ကျော်၁၇နှစ်ခန့်မှာဖမ်းလို့မိမိ ကိုကိုမင်းကဖုံးမစမ်းမိမှုထင်သည်ထိုကနနာအဖြူဥကောင်းထဲမှာမိုက်ခနဲ့ဖြစ်သွားပြီးထိတ်လန့်သွားသည်မင်းကအကြောင်းမစင်းစားချင်မင်းကဖေဖေတည်ဆုံးသေးသည်မဟုတ်အင်းမြတိတ်စိတ်သောစကားပြုပွင့်ကျွမ်းများပွင့်တော်များကမှဖေဖေတည်ဆုံးခဲ့ပြီဆိုတာသိလိုက်ရ၏ညကမှာကိုဦးနဲ့တွေ့ရ၏အဖြူဒီမုံစားလျင်ကြာမီဆိုးကအဲ့ရဘေးကစကွဲပေါ်အတင်းလာတဲ့အတိုင်းသောရင်ပန်းမှနှုတ်ဖန်ခွက်ကိုတားယူ၍မြင်မြန်တောက်ချလိုက်လေ၏ ခနဲ့တက်တက်ငါငါအဖြူကြီးလမ်းများတုံနေလေ၏သူ့ရဲ့ရင်ထဲမှာတိတ်တိတ်ခုံကကိုဦးကိုဦးညင်ညွတ်တန်းတာပြန်သည်ကိုဦးကိုတွေ့ဖို့လိုသည်ကိုဦးကအဖြူအတွက်ပူပင်တတ်သည်စီစဉ်ပေးတတ်သည်တိတ်တဘောကောင်းနဲ့ချစ်ဖို့ကောင်းတဲ့ကိုဦးကိုကမှခေါ်ခေါ်ချင်းကောက်ကန်လိုက်တန်ကြားကကြက်မိနေတော့ကိုဦးရဲ့ဟယ်လိုဟုထူးတန်ကြားလိုက်လည်းအဖြူအားသက်ပြောရှင်သွားသည် ထို့ကြောင့်မရင်မရပင်တစ်ချက်ယူလိုက်ကကိုဦးလာအဖြူပါဟုပြောလိုက်လေ၏အဖြူလာအဖြူလာဟုတုံ့ရင်ခဲ့သောကိုဦးရဲ့အတန်ကိုကြားလေ၏အဖြူပါဘာလို့နေလဲအဖြူကိုဦးကိုတတိရလာပဲမိလားဟိုကိုဦးကလည်းဘယ်တော့မေ့သွားလို့လဲနေရင်ဖုံးဆက်နေရမယ်မဟုတ်လားအဖြူဒီကောင်းချီလင်သွားမိလားဟုတစ်ချက်ခါလိုက်၏ဟုတ်ပြီနေ့တိုင်းဆက်နေရပဲကိုဦးဖုံးတယ်မှာဘယ်ရရလဲညာကိုဦးရဲ့မိအိမ်မှာထွင်းထားတာပဲ ခွနဲ့တက်တက်ငါငါပြီးတော့အလွန်လဲရနေရပဲကိုကလည်းဘာဖြစ်နေရလဲဒီမောလိုက်တန်ကိုကြားရပြီးအနှဲငယ်မခံချင်လို့ဖြစ်သေးသည်သူတိတ်ဆိုတာပဲဘာဖြစ်လို့ရင်ချင်တာလဲအဖြူဟိုအိမ်မက်မက်ပြန်ပြီပေါ့ဟုတ်တယ်ကိုမမှတ်မိဘူးလားညဟာတညာလုံးစကားတွေပြောနေကြပြီအဖြူမပြောမိဘူးလားမနေ့ကလာခဲ့မယ်လို့အဖြူကိုတွေးခဲ့တယ်တိတ်တနာရပဲကိုရဲ့အဖြူငိုချင်တယ်တိတ်ငိုချင်တယ်ရှင်ထဲမှာဘလို့ဟာနေမှမသိဘူးတိတ်တနာရပဲဒါပေမဲ့သူ့တည်သွားတာအဖြူဘာမှလည်းမတတ်နိုင်ပါဘူးလို့ ဒါပေမဲ့အဖြစ်တယောက်တည်းဖြစ်နေပြီတရင်ကြီးမှာဘလို့ဆက်နေလို့ရမလဲညကြရင်ပတင်းပေါက်မှန်ရလဲတစ်ချက်ချက်မြည်လို့ကြောက်တက်လာလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအတန်းကြောင့်ပို့ပြီးတော့ပို့ပြီးထိတ်တယ်ကိုကိုလည်းတိတ်တွေ့နေတာပဲအဖြစ်လာခဲ့မယ်နော်တပင်းချတဲ့ကြားလေပြီးတော့ကိုကဝမ်းနဲ့တဝက်ပျော်ရှင်တဝက်ရောတော့အတန်ဖြစ်ပြောနေအဖြစ်အစ်စ်မြင်ထားလေကိုဦးစီလာဖို့စီစဉ်လိုက်မယ်ခုပဲကိုဦးအဖြစ်ဖြစ်ကိုဖုံးဆက်မယ်တတိဖုံးမြင်မှာကိုင်းနေပြောစကားနားထောင် အဖေတို့ဟုတ်ခဲ့ကြတယ်ဟုပြောလိုက်ပြီးတယ်လီဖုန်းကိုချလိုက်သည်ပြီးတော့နနက်စာကိုဆက်စား၏နှိုးကြိုင်ထဲမှာဖန်ခွက်တဲ့နှိုးထက်ဖြစ်ရ၏တယ်လီဖုန်းမီလာတော့လဲသူမကင်တော့ပြပြအခန်းမှာကင်နေသင့်သည်မိရန်တိတ်သွားသည်ဘာမှထွေထွေထွေမစင်းစားတော့ဘဲမှန်နေကုန်တို့လာခဲ့သည်ပလဲနှစ်အောင်ညောင်းဝဲအင်းကြီးနဲ့စစ်ဆန်ရှင်နှစ်ဖက်ကဘိုကိုယုံနဲ့အဖေတို့တမျိုးလှပနေသည်ကိုမှန်ထဲမှာမြင်ရသည်ဟာကောင်းတာပဲကိုဦးသွေလှပခြင်းသည် ထိုကနနာရဲ့စကားပြုပွင့်များရှိမရှိထကြည့်ဖို့တရင်ရလာလေ။အဖြစ်ရစကားပြုပွင့်ဟာရာသီမှန်ရွေးပွင့်မြဲပဲမဟုတ်လား။မိုးရဲမှာအများဆုံးပွင့်တာတော့အမှန်ပဲ။လှိုင်းချမ်းပြီးအဖြစ်ခံတခန်းလုံးရည်ဝင်နေအောင်ပွင့်တတ်သည်။တုတ်ပင်မဲ့စကားပြုများအလှိုင်းကြီးလှိုင်းနေဆုံးချိန်တည်းအမြဲပဲအဖြစ်ဝမ်းနဲ့ကြည့်ကိုရတော့အချိန်များသာဖြစ်တတ်နေသည်။ အကြောင်းမှာစကားပြောကြိုက်တဲ့သူကိုအစပုံမရနိုင်သောကြောင့်ပင်တခါပြန်မခရမ်းနိုင်အောင်ပူလောင်သောစိတ်ဖြင့်လက်လန်းမိသည်များစကားပွင့်ဖြူများကိုပတင်းမှာကိုတပိုင်းထွက်ယူခုကစာအုပ်စင်ပေါ်မှာတွေ့ပြောင်းသောလက်ခုပ်ပုံတံချွေပန်းဆိုင်ဩဂလင်းနဲ့ထည့်လိုက်ပြီးခြိုက်ကြီးတငယ်ငိုခဲ့ရတတ်သည်စကားပြောပွင့်များဘသူကိုပေးရမှာပါလိမ့်ထိုကမျိုးကိုဖြစ်ဖြစ်တွေ့တာနဲ့အင်ဗရန်စိတ်ဆိုးတတ်သည်ဖြစ်ဖြစ်ရိုက်တော့မည်လို့ပင်လက်တောင်ရွက်တတ်သည် အဖြူတွေထွက်ပြေးမှုနဲ့ဆင်မကူရှောင်းနှိမ့်မှုနဲ့ဆင်မကူဒေတိုင်ငုံဆောင်ပစ်ခံတော်မူငင်းနေတတ်သည်တွေ့ရည်ဒေါသမလျှော့ပါတော့လဲမျက်နာပြက်ကလက်ထွက်သွားလင်ရှိ၏ထို့နောက်အဖြူအခန်းနှင့်ကပ်နေသောဝိအခန်း၌ခောက်ထုတ်ခောက်ပြန်လျှောက်သည့်ခြေတံတုံးတုံးကြားမိနောက်မချုပ်သေးနိုင်သည့်ပမာဇပွဲပေါ်မှာစအောင်များကိုတုံးချပြစ်တံကြားတတ်သည်ပြီးတော့ဇပွဲကိုလက်သေးနှင့်စင်ငယ်စင်ငယ်ထုတ်တံကြားတတ်သည် ဖေဖေတိတ်တောတာကြီးရပဲစိတ်ဆင်းရဲစရာဒါကြောင့်ဖေဖေတိတ်သွားတဲ့အခါမှာဝိခံရတာပေါ့တနာဘူတော့ကောင်းလိုက်တာဖြစ်တော်မကြည့်ရပါဘူးငွေလည်းငူကျင်လိုက်တာတော့ပေမဲ့ဖေဖေတိတ်ပြီဆိုတော့တရင်ရခွဲရတော့မီကိုဦးစီသွားရတော့မီကိုဦးစီသွားရတော့တိတ်တဘောကြရပဲဒါဘယ်ပဲစောင့်နေရပဲကိုဦးကိုပေးဖို့စကားပြုတ်ပွင့်များဆော့ဆော့ကသူရှာပွင့်နေဒီကိုတတိယလာပြန်ရင်အဖြူဒီပေါ်ပါတက်လက်စာပရင်ပေါက်တို့ပြေးပြီးတကားဖွင့်လိုက်ရာ စကံပြုံနဲ့တင်းမွေးသောလေအေးသည့်အပြေးကလေးဝင်လာသည် လေအင်းကိုတဝါကြီးရှူလိုက်တဲ့အခါအဖြူပျော်ရွှင်နေတယ်ဟုတတိယလိုက်၏စကားပြောရပြမှာလဲတကယ်ပွင့်လာလားအမှန်တမ်းမှာတော့မိဘကလေးများဖြစ်သွားသည်ဟိုဆောင်းဦးမှာလည်းပွင့်လာပြီနော်နည်းနည်းပါးပါးပါပဲလက်ကျော်ရကြားကိုချောင်းကြည့်လိုက်တဲ့အခါကောင်းနေတော့ပွင့်ဖက်ဖြူဖြူတော်တော်ကလေးများကိုဓာပိုင်းနဆမြင်ရသည်ပြန်ကောင်းလာပြီချင်းသည်လက်လန်းမြာမှာနှစ်ပွင့်ပွင့်လျက်ရှိ၏အခုအဖြူပေါ်တပွင့်ကိုယ်ဦးပေါ်တပွင့်ဟောဗဒင်းကားရော့ဆောင်းနဲ့တိုက်မိနေရတာတပွင့် ၎င်းရတောင်ကျောင်းနဲ့ထိမိတော့စကားပြုပြန်ကလေးတန်ရအများရသွားလိမ့်သလား။ငရင်းပေါင်ပေါ်တင်မရွက်တက်ထိုင်မှခူးလို့မြည်ခဲ့၏။ဒီတပွင့်ကတော့အဖျုံနဲ့ကိုရဲအစ်စ်တဲ့တပွင့်ပေါ့။သူစကားပြုပြန်ကလေးဒီဘာတန်ရတန်ချက်တစ်ခုမှမရှိပဲရှူစင်လက်ဆက်လာသည်။ကောင်းမြတ်သောနမိတ်ပင် အဖြူသည်ညာလဝါးပေါ်မှာစကားပြုပွင့်သုံးပွင့်ကိုရွရွရရတင်ကမှန်နေကုန်တို့လာသည်ပြီးတော့အလှတင်ထားသောဝင်ဆက်လေးပြာခွက်ကလေးပေါ်တင်လိုက်သည်ပြာလေသောငွေရောင်နှင့်တွေ့တော့စကားပြုပွင့်များသည်ညာတပြုလိုအဝါပဲလူသွားလေသည်အဖြူတဲ့တပွင့်ကိုအိုးတဲ့တပွင့်အဖြူနဲ့ကိုအိုးတို့ကြည့်ကြတဲ့အချက်တပွင့်တိတ်လာပဲမှန်နေကုန်၌ထိုင်လိုက်သည့်အခါကြည်လင်ချမ်းသာသောသူ့မျက်နှာကိုအဖြူမြင်ရသည်အိုးဘာမှမပြရသေးပါလားကိုအိုးကပြောရဲ့အသင့်ပြင်ထားတဲ့ ေဆိုးရမယ်အနှပ်ပြင်ရမယ်ပြီးတော့စီစဝါနဲ့ရဘလုံးရေမွေးတင်းနေအေးဆွရမယ်ဒါပေမဲ့ဘာရောင်ဝေးရမလဲကွယ်ကိုကြိုက်တယ်လို့တခါပြောဖို့ခြင်းနဲ့မင်းစီဝါပွဲများပြစ်ခဲရှက်တန်နေရကအနာတို့တဖြည်းဖြည်းကျဲသွားသည့်ထမင်းစင်ကိုအဖြေရေးလိုက်၏ကိုဦးနဲ့ပတ်သက်များအကုန်တည်းရလာသည်ကိုဦးပဲဒီတီဟိုချွန်တီရလင်ကထွက်ရွှေနှင်းလောက်သောနှင်းစီငုံရင်တို့ကလေးကိုထိုးဖို့တည်းရသည်ဓမ္မလည်းဓမ္မတိတ်မိပါလိမ့်တိပြီးအဝတ်ပြီးအပေါ်ဆုံးထက်ရဲ့အတွင်းဘက်ထောက်မှာကလေးပါဘူးနဲ့ကလေးထဲမှာလည်း ကလထန်ခိုးရီအဖြူတက်ယူသည့်အခါဂရီဘာဘူးကလေးသည်ဖုံထုထန်ဖုံထုထန်နေသည်ကိုတွေ့လေ၏။ဘာဖြစ်လို့ဖုံမတုံးမိပါလဲ။ဖုံမတုံးမိတာခင်းရဲကြပြီ။လာပေါင်းများစွာတော့ကြာပြီချင်းသည်။အဝိပီရိုရီအထက်ဆုံးဆင့်သည်စိတ်ဝင်စားဖို့ပြင်းစင်းများနဲ့အပြည့်ရှိသည်။အားလုံးပင်ဖုံထုထန်နေသည်။ဘလောက်ကြာအောင်မေးချင်ခဲ့သည်ခဏပါလေ။အဖြူသည်မိုးဝေလို့ပင်သွားတော့မဖြစ်ရသည်။အဖြူရင်မှာအယံခုန်နေပြီးမောဟိုက်လာသည်။အတက်ပြင်းပြင်းမြန်မြန်ရှူနေရသည်။ မျက်စိများခဏမှိတ်ပြီးဗီဒီယိုကောင်းမြင်ရင်းနေလိုက်မှတက်တာသည်တို့ပေမဲ့စိတ်ကစောနေရာချက်ချင်းပင်တဆက်ဆက်တုံနေသောလမ်းများဖြင့်ဗီဒီယိုအထက်ဆုံးထက်ဤစိတ်ဝင်စားဖွယ်ပစ္စည်းများကိုတစ်ခုပြီးတစ်ခုကြည့်ရလိမ့်မည်အားလုံးကိုယ်ဦးဝယ်ပေးသော ပစ္စည်းများဖြစ်သည်အဖြူလန်ကြည့်မိသောပထမဆုံးစာအုပ်ခုနှစ်အုပ်တွဲမှာကဘာတဝမ်းမှာအကြီးအကျယ်ဆုံးဝိထုတော်များဆိုသည့်အနည်းရောအဖုံးနှင့်စာအုပ်များဖြစ်သည်ထိုစာအုပ်အလုံးကုန်လုံးနည်းနည်းဖတ်ဖို့ဒီကိုတတိယရတာပဲဖတ်ဖို့ရောမကတချို့တလီတောင်ဘာသာပြန်ကြည့်ဘူးသည် ဘယ်တော့မှတော့မပြီးဘူးကိုဦးကရင်မောရဲ့အမေအဖေကစားရေးဆရာမကြီးလို့ဆိုနေပေါ့ဒီရမ်းပါတာမပြန်နေဟုနောက်ပြောသည်နောက်ပြောင်းသည်အဖေကဆက်နေရင်အလကားနောက်တာပါအဖေစားရင်ဘာချင်းညားဘူးလို့နေမလားမသိဘူးပြီးတော့ကိုဦးမျက်ရည်လေးလာဒီကိုဖတ်မိသည်အဖေကတော့ဘာကြောင့်ပါလဲလို့တွေးမိခဲ့သည်နောက်တော့အောင်မှာကာယပီတိဆိုတော့ဝိထုပြတိအဖြစ်ဒီအနေငယ်မျက်နှာနေလာသည်သူရှက်လာသည်ကိုယ်တိတ်ဆိုတာပဲလို့ပြောချင်သည် ကိုအိစာကိုဖက်ကားမိဖက်ပြီးပြန်ပြောကြတော့ခုလိုပဲမျက်နှာနီလာပြီးရှက်လာပြီးကိုဦးတိတ်ဆိုတာပဲလို့ပြောခဲ့တယ်။ကိုဦးကဒုံးစံတိုင်းရင်မော်ပြီးတိတ်ချာတော့တိတ်ရှာရဲ့စာအုပ်ကိုအဖြူရဲလို့ကပြောနေသည်။ပြီးတော့အချက်ကပြစာအုပ်နှစ်အုပ်ပဲစာအုပ်တိုင်းမှာအဖြူတို့လာအုပ်ဟုတာရေးထားသည်။ကိုရဲ့တိမ်မွေးတော့သဘောယူပါပဲဟုအဖြူကျွတ်တော့ကလက်ကင်ဘွားကိုဖုံတော့လိုက်ပြီးသူ့လက်မှတ်ကိုနှက်ခမ်းနဲ့ကပ်မိလေ၏ထို့နောက်တခြင်းတပြားများ လက်ရှိနောက်ဆန္ဒကင်ရီမိုးဒေဝါမေခွမျိုးချီစင်စစ်မဖြစ်ခင်အင်္ဂလိပ်ကကိုဦးစုဆောင်ထားသောတပြားများဖြစ်သည့်အဖြူကလေးဘွားကအလွန်ရခဲ့သောတကြောကြောဆိုခဲ့သောသင်းများပြီးတော့အဖြူကိုရန်အောင်ကြီးနှစ်မှာစော်ကြားလာသည့်ကိုစောင်းကြီးရဲ့တချင်းတပြားများဖြစ်သည့်ဇပယ်စိန်ပြီးတော့အဖြူဆိုလို့မဝနိုင်တဲ့ဝန်းနဲ့ကြည်ခွဲစီရဲ့စီးစာလုံးစေတော့ပြောရှင်ကြည်နေနေသောအဖြူသည်တန်းတာတန်တာခက်လက်လက်ဆုံးမိသည် နာဝါလေးများဆိုရင်ဆွေးတွေကိုဖေးဖို့ပါလေလမ်းကြောင်ရင်ခေါ်စီခြင်းနဲ့ပြာရီနဲ့စီးစာများချမ်းဝယ်ငွေငွေမောင်းကိုလမ်းမိတယ်ပြီးတော့ပြင်းစစ်စကားတင်စတပြားလေးချက်ပစုံဟိုဖုန်ကြီးကလည်းထူထပ်နေပါဘဲလားကုန်းရည်တပြားဆက်ကိုအိပ်ပေါ်ရင်မကဆက်ကိုအိပ်ပေါက်မှဝင်လာပဲတပြားကြီးကိုပင်ရည်စီတော့တယ်ဖုံတို့ကိုကြည်ချင်းအဖြစ်မင်းရော်နေခဲ့တာရက်ပိုင်းမကတော့ဘူးပဲဗန္နလာကုန်ပြီလေကုန်ခဲ့ပြီလေဘာဖြစ်လို့ဒီတပြားများကိုမဖွင့်မိပါလဲ ဘယ်တော့မှဒီအပေါ်ဆုံးတက်မှာတင်းခဲ့ပါဘူးအဖြစ်ပဲတင်းနေပြီကလားဒီလိုပင်ဖုံးတက်နေတော့အလားပါပစ္စည်းများစွာစီရီတင်းထားတာတွေ့ရတယ်ဟုတ်တယ်ဟောရင်ဝေကတော့ပန်းအောင်ကလေးကအဖြစ်ရဲ့မွေးနေ့မှာကိုဦးပေးတာပဲနင်းစီဝါရဲ့ဝင်းရောင်ဆိုင်လို့ပေါ့ကိုဦးကနင်းစီဝါမှာရှိတယ်မစိမစားပန်းမျိုးမပေးနဲ့ကောမပန်းချင်ပါဘူးဆိုရင်တချင်းကိုစစ်သေးတာဆိုချင်တာပြန်ပြီ။မြန်မာနေတော့ဂျပန်ရုံးခွက်၃လုံးတစ်စုံကိုမြင်းမျိုးလာမသိ ကျေပန်းကိုအမျိုးစုံလည်းရှိသည်တချို့ကတော့လည်းဘယ်တော့မှဘလို့အခနဲ့ကြုံကြိုက်လို့ပြီးပြီဆိုတော့မမှတ်မိတော့ပဲမမှတ်မိတာကိုမချင်မနှက်ဖြစ်မိသည်ပြီးတော့ခေါင်းထဲမှာမိုက်ခနဲ့ဖြစ်လာပြန်သည်ထိုပစ္စည်းတို့ဒီအရင်များစွာရှက်တန်နေတာကိုကြည့်ကြည့်ရတယ်လို့ပဲတော့တချို့ပြင်းပြင်းပြက်သွားရင်တချို့မင်းမင်းဖြောတော့တော့အရင်များပါပဲအရင်များထက်နေသည်တကူချင်းဆွတ်ထုတ်လိုက်ရင်တော့လက်ဝါးပြင်မှာအာလုံးပြင်းပြင်းပြက်သားလာနိုင်ချင်သည်တို့ပေမဲ့ဘယ်လိုတကူချင်းဆွတ်ထုတ်ရမလဲကိုအုံးနဲ့တွေ့မှမေးရမယ် အကြံရပြီဒါရီအားလုံးကိုဦးစီယူသွားမယ်အဝယ်စားတက်တာနဲ့ပါဆိုတော့တက်တာနှလုံးဖြစ်နေမှာပဲဖြစ်ပါစေပေါ့ကိုဦးမေးရဲ့အဖြူပိုင်နဲ့ပစ္စည်းတွေထားခဲ့ဖို့စိတ်မချနိုင်ပါဘူးပထမဖုံတုံးကြဆိုအဝယ်စုံနဲ့တုတ်ပြီးအဝယ်ဆောင်နဲ့ချက်ချင်းပြတ်တော့ရမယ်အဖြူဒီအဖြူဒီသူ့ပစ္စည်းများကိုတခုချင်းတည်ယူတရကျမ်းပေါ်ချနေ၏ကဗျာစာအုပ်တအုပ်ထဲမှာကိုဦးရဲ့ချိုးပြုံးသောမျက်နှာနဲ့ဝါနေပြီဖြစ်သောကိုယ်တိုင်ဓာတ်ပုံသည်လွင်ပါကျလာသည်ထိုဓာတ်ပုံမှာတော့ဖုံမရှိပေ အဖြူတို့အရှင်များစွာနှင့်ဆူတောင်းကောင်းစွာနှင်းတို့တည်တည်တတ်တတ်ရေးထားသည်လာဦးဆိုသည့်နာမည်မမတ်ကိုအဖြူနှစ်ခန်းနှင့်ကပ်မိပြန်လေ၏အဖြူသည်အမိုးချိုးပြီးအနှပြင်ပြီးဘဝစားလဲပြီးတက်တံနှလုံးပြင်ပြီးလျှင်ဇပွဲမှထိုင်းရင်းဆောင်သည်ငွေစလိပြာခွက်ထဲမှာစကားပြူသုံးပွင့်သည့်လမ်းဆက်မြဲပင်တင်းမြတ်မြရန်၌ကိုနှစ်လိုစွာပင်ချူဆိုင်နေမိသည် ချစ်ဖွယ်အနံမဲတော့စိတ်ကိုကြည်စေသည်နှလုံးအေးမြစေသည်ခလာလေးတိတ်လှရပဲအတာကလေးတုံရင်နေသောနှချောင်းများနဲ့ပွင့်ရံများကိုဖွဲ့စည်းလိုက်ရင်ကွင်းဖွဲ့လေးရက်စီသုံးခါထပ်နေမှုကိုတွေ့သည်အလဲကဝစ္စန္ဒဆင်းရဲလက်ကိုကွင်းရက်နဲ့တူလာသည့်တင်းမုံသောရွက်ဆန်အထက်များစွာကဝန်းရံလိုနေသည်ပွင့်အားလာသောစကားပြောသည်ကြာပွင့်နေပင်တူလေသည်သို့ပေမဲ့လမ်းလွတ်လိုက်ရင်ပွင့်ရံများပြန်လေးစီယုံသွားပြီးစကားပြူပွင့်ပြန်ဖြစ်သွားလေသည် ခိုင်မာထူထွန်းလျက်နဲ့နုနယ်သော ကြည်လွယ်ကျိုးလွယ်သော ပွင့်ရွံ့များပါပဲ။စိတ်ထားသောအိမ်ခန်းတကားသည့်ချက်ခနဲ့ပွင့်လာပြီးဖေဖေရဲ့နေဒီကိုတွေ့ရလေ၏။တမီအတင်းဖြစ်ပြီလား။ဟုတ်ကဲ့ဖေဖေကိုအဖြူသည်စူးစားရဲ့တည်စီစွာပြောလေ၏။ရှင်ထဲမှာတော့တင်းနေနေလာသည်။ဖေဖေကိုစစ်စစ်ကြည့်ရမှလည်းကြောက်လာသည်။တို့ပေမဲ့ဖေဖေသည်ခါန်းလူတာမန်တို့အရွယ်သာဖြစ်လေသည်။များကလိုငါးစားခန့်ကြီးမားမနေဘူး။ဖေဖေကိုစကားနည်းနိုင်သမျှသာနည်း၍ပြောချင်သည်။ ဖဖေသူ့နေရာဘလို့ပဲဖဖေသူ့နေရာကိုပြန်သွားစေခြင်းသည်သူ့အိမ်ခန်းကိုပင်ပြန်စေအောင်တော့အဖြူအခန်းနဲ့ပင်ကန့်နေစေအောင်တော့ပြန်သွားစေခြင်းသည်ဖဖေလိုက်မြပို့နေဦးမှာလားအဖြူဒီမျက်လာချရင်ဖဖေခဏပြန်လာတာဟုမင်းပြန်လာတာလားဟုမင်းလိုက်လေဘာမှဖဖေမကြောက်ရင်မောကြည့်လိုက်ရင်ဖဖေဤအတန်ဆိုင်အကားဆိုင်များလှုပ်ရှားနေသောမျက်နှာကိုမြင်ရလေ၏။ဒါချင်းနေသလိုပဲဝေဒနာခံစားနေရသလိုပဲခိုင်းလိုပဲချက်ခနဲရှိနေသောတာကြည့်တတ်သလိုပဲသောတာမြင်လဲအပြည့်ဖြစ်သည်ထင်သည်။ အဖေကိုမရိုက်အောင်မလားငငယ်ရောလို့ရိုက်အောင်မလားအော်ရဲ့ကျင်းမောင်းမိတာအဖေကစိတ်သွင်းရေစိုးတိုးပြောလိုက်ရင်အဖေပါလာသွားတတ်ပါရဲ့စိုးတင်လိုက်ပုံမှာပေါ့လိုက်ပုံနေကြမယ်ဘယ်လိုပြန်တော့လဲမြေဒီတွေ့တွေ့ရဲ့ကြည့်နေသေးဤဒေါရကိုချုပ်တီးနေရရှိရင်နာဖွယ်ရာဘုရင်နှကမ်းများတုံနေပြီးမျက်လုံးများနေလာသည်မိုးစင်းသလိုပဲဖေဖေခဏတော့တရွေးမြူပြီးမှဆက်ပြောနိုင်သည်ဓာတ်ခဲအောင်မယ်ချက်ချင်းပြန်လာမှာပါတမီးရဲ့ အခုတိတ်ကြောက်တာပဲဟိုလက်ကနဲ့ထပ်သွားလိမ့်မယ်။ပြီးမှတကယ်တော့လည်းခဏလေးနဲ့ရောက်သွားမှာပါ။နာယူရမမောင်းရပါဘူးနော်။စိုးသိမ်းလည်းပါမှာပဲ။ဒေါ်ကြီးလည်းပါမှာပဲ။အိုးဟုတ်တာပဲ။ဒေါ်ကြီးလည်းပါမှာပဲ။ဒါမဲ့ဒေါ်ကြီးကိုဒီအိမ်ပြန်ဆောင်ခိုင်းရမှာတော့ကိုဦးစီရောက်ရင်အဖြစ်ဘူးမှမလိုပါဘူး။ဖွေဒီခြံနဲ့လက်ထပ်သွားလေဖွေပြန်ပြိတ်သွားတော့အိတ်ခမ်းတကားဒီအဖြူတုံသွားအောင်မြည်နေဖះဖះတော့ပါသေးရဲ့အခန်းထဲဝင်မလာလို့ ဒါမှမမြင်တော့မှဖြစ်မယ်ပြီးတော့အပြုသမဏလုံးတော်ကြီးကိုမိနေသည်တော်ကြီးကိုပထမအပြုပတ်သားလို့ထင်ခဲ့တယ်ထင်ခဲ့သည်ခုတော့တော်ကြီးကခရီးပတ်သားသာဖြစ်သည်ဒီအင်ကိုခင်မင်သူ ဖြစ်သည်အပြုကိုတားဆီးပေးပင်ခဲ့ဖို့ဖြစ်သည်အပြုရဲ့ရန်သူဖြစ်သည်ခရီးလောက်ကြောက်စရာမကောင်းတော့ရုံလို့မရသူဖြစ်သည်အဖြူဒီအားငယ်လာပြီးငငယ်ကလိုခြေစင်းတိုင်းဝင်နေခြင်းစိတ်ပေါ်လာလေ၏ငငယ်ကဒီခန်းထဲမှာတကားချက်လေးချက်စလုံးချ၍ပတ်ချာလေနဲ့ရှောက်ခဲ့ဘူးသည် ောက်တော့ခောက်ပြန်လဲဆောက်ခဲ့ဘူးသည်အဲ့ဒီတော့ကတန်တိုင်တက်ထားသောပတင်းပေါက်မှာခြေတောက်အောင်လဲရက်ခဲ့ဘူးသည်ခြေစင်းထိုင်ရင်လဲတနေ့လုံးတညလုံးငုံနေခဲ့ဘူးသည်ကိုယ်လည်းငိုချင်လာသည်ကိုယ်ပင်မမျက်ရည်မပေါ်လာချေဘာဖြစ်တာပါလဲတိပြီးကိုဦးစီရောက်တော့မှပဲစိတ်အဲချမ်းတာတာရှိတော့သည်အားလုံးကိုမေးလိုက်ပြီးအားလုံးကိုတခါရင်မေးပြလိုက်ပြီး